တော့လူနှစ်ယောက်ချစ်ဖို့ရွေးချယ်ကြရတယ်ဆိုတာလည်းအဲ့လိုမျိုးပဲပေါ့လူတစ်ယောက်ရဲ့ personality နောက်တစ်ခုကအခြေခံနေနဲ့သူဟာငါ့ကိုချစ်ဖို့ရွေးချယ်တယ်ငါကလည်းသူ့ကိုချစ်ဖို့ရွေးချယ်တယ်ဆိုတော့ရွေးချယ်မှုနှစ်ခုနဲ့လက်တွဲကြတာပေါ့အဲ့ဒီအတိုင်းဟိုချစ်တယ်ဆိုတော့စိတ်တစ်ခုပဲမပြောင်းလဲပဲကြံခဲ့ပြီးတော့ဘဝထဲမှာရှိတဲ့အခြားအရာတွေအကုန်လုံးကတော့အ ਨੇ ချင်းအ ਨੇ ချင်းစီ သူ့ဘဝအပေါ်မှာမူတည်ပြီးတော့လိုက်ပြောင်းလဲဖို့ရှိတယ်အဲ့ပြောင်းလဲခြင်းအပေါ်မှာလဲ तू ကကိုနဲ့ ကိုကသူနဲ့အဲ့ဒီ journey မှာအတူတူလိုက်ပြီးတော့ရှိပေးဖို့ရွေးချယ်တာဟာအဲ့ဒါဟာချစ်ချင်တရားပဲပေါ့နော်အားလုံးပဲမင်္ဂလာပါသူမကိုချင်းရဲ့အပတ်စဉ်ဗီဒီယိုလေးတွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီပတ်မှာကျွန်မပြောချင်တဲ့အကြောင်းအရာလေးဟာပြောင်းလဲခြင်းဟာတခုတည်းသောတည်မြဲခြင်းဆိုရယ်အကြောင်းအရာလေးဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာကိုပြောဖြစ်ရတဲ့အဲဒီ inspiration ပေါ့နော်အကြောင်းရင်းကဘာလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပတ်လောက်ကထင်တယ်လှုပ်တဲ့ဗီဒီယိုတစ်ခုမှာ အာဒီမောင်လေးတယောက်ကလာပြီးတော့ comment ပေးထားတာတွေ့တယ်ပေါ့နော်အာကျမအရင်တုန်းကပြောခဲ့ဘူးတယ်ပေါ့နော်အော် he လောက်ချင်တဲ့အတွက်ကြောင့်မလို့ coffee မတောက်ပဲနဲ့လက်ဖက်ရည်ပဲတောက်ဖို့ကြိုးစားတယ်အဲ့လိုပြောခဲ့ပြီးတော့အခုအာဒီဗီဒီယိုမှာကြတော့ coffee တစ်ခွက်မနက်ပိုင်းဆိုရင်တောက်မှဖြစ်မယ်ဆိုတာမျိုးပြောတာလည်းတွေ့တယ်ပေါ့အဲ့တော့ရှေ့စကားနဲ့နောက်စကားမညီဘူးပြောချင်တာအာဘလို့ဖြစ်တာလဲပေါ့သူမေးချင်တာအဲ့တဘောပေါ့နော်အဲ့တော့အဲ့ဒါအမှန်ပါပဲအဲ့ဒါအမှန်ပဲ အဲ့ဒီလိုမျိုးကော်ဖီတောက်တာလည်းဖက်ရည်တောက်တာနဲ့မှမဟုတ်ဘူးကျမရဲ့လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကဒါမှမဟုတ်လွန်ခဲ့တဲ့အဲ9နှစ်လောက်ကပြောခဲ့ဘူးတဲ့စကားတခွန်းဟာအခုဒီနှစ်ဗီဒီယိုတွေထဲမှာအဲ့ဒီစကားကိုမဟုတ်တော့ပါဘူးလို့ဟိုမဟုတ်တော့ပါဘူးဆိုတာတခုတ်တည်းကမဟုတ်တော့ပါဘူးလို့ပြောတာမျိုးထက်ကိုအဓိကကျမရဲ့အတွေးခေါ်ပြောင်းသွားတာမျိုးတွေလည်းတချို့ content တွေမှာတတိထားကောင်းထားမိကြလိမ့်မယ်အဲ့ဒါမျိုးတွေလည်းရှိပါတယ် မှန်တယ်ကျမပြောင်းလဲတတ်ပါတယ်အမှန်ပါပဲအဲ့လိုမျိုးသား track လုံးမိခဲ့တယ်ဆိုလို့ရှိရင်သူမဒီချက်တော့ပြောင်းလဲသွားတာပဲလို့စိတ်ထဲမှာတွေးမယ်ဆိုရင်လည်းတွေးလို့ရပါတယ်အဲ့ဟာကကျမကိုယ်တိုင်လည်းအခုနောက်ပိုင်းမှာသင်ယူလာရတဲ့တစ်ချက်ပေါ့နော်အဲကျမတို့ငယ်တဲ့အချိန်မှာတော့စိတ်ထဲမှာ တွေးခဲ့တာကလောကမှာ ဘဲရမဆိုဒီပုံဟာဒီပုံတိုင်းပဲအမြဲတမ်းရှိနေတယ်။မပြောင်းလဲပဲအမြဲတမ်းရှိနေတယ်။အမြဲတမ်းပဲဒီလိုပဲရှိနေမှာပဲလို့ငငယ်တုန်းကတွေးခဲ့ပူတာလေအများကြီးရှိပါတယ်။ဥပမာဒီလူတယောက်ကကိုယ့်ကိုချစ်နေတယ်ဆိုရင်လည်းချစ်နေတယ်ဒီတိုင်းပဲဖြစ်မှာပဲပေါ့နော်။ဒီတငယ်ချင်းနဲ့ငါနဲ့အရန်ချစ်ကြတယ်ခင်ကြတယ်ဆိုရင်လည်းငါတို့တစ်သက်လုံးအတူတူအိုမင်းသွားကြမယ်ပေါ့။မြင်မပြီးမှစပြီးတော့အလုပ်လုပ်တဲ့အချိန်တုန်းကကျွန်မတို့ကကျွန်မသတ်မှတ်ထားခဲ့တဲ့ passive income ဆိုရယ်လာစာတစ်ခုရှိတယ်။ ဒီလစာကအဲတနှစ်တလတလမှာကျမလုံလုံလောက်လောက်နဲ့သုံးတဲ့ငွေကြေးပေါ့နော်အဲ့ဒီငွေကြေးကိုဒါကျမရဲ့ passive income က cover ဖြစ်တယ်ဆိုလို့ရှိရင်ပြီးပြီးငါအဲ့မှာဒီအဲ corporate မှာလုပ်တဲ့အလုပ်ကိုငါရပ်လိုက်ပြီရပ်လိုက်ပြီးတော့အဲ့ချိန်မှာကျမကအာကျမလှုပ်ချင်တာကိုလှုပ်တော့မှာကျမလှုပ်ချင်တာဆိုတော့ဟိုအလုံးမလှုပ်တော့တာကိုပြောတာမဟုတ်ဘူးဥမာအခုအာဆိုကြပါစို့ကျမအာဘဝဒနာနဲ့ပတ်သက်တာပဲလှုပ်တော့မယ်ဥမာကျမ ပကြီးရေးဆွဲကျင်တယ်ပေါ့နော်ခီးရေးသွားပြီး block တွေရိုက်ချင်တယ်ဆိုလိုချင်တာအဲ့ဒီနေရာမှာကျမအတွက်ကိုငွေကြေးပူပန်မှုလုံးဝမရှိတော့ဘူးပေါ့ကျမဝါသနာပါရာလေးတွေပဲဘာ pressure မှမရှိရဲပျော်ပျော်လေးလှုပ်လှရတဲ့အလုပ်တွေပဲလုပ်တော့မယ်ပေါ့အဲ့လိုမျိုးဟိုအဲ့လိုမျိုးလေးပဲဘဝကိုဟိုပေါ့နော်အရင် ambitious မဖြစ်ဘဲနဲ့အဲ့လောက်လေးပဲသွားမယ်အဲ့လိုတွေးထားတယ် ဒါပေမဲ့တကယ်တမ်းအဲ့ဒီကိစ္စဟာအဲ့တိုင်းဖြစ်မလာခဲ့ဘူးပေါ့နော်ဖြစ်မလာခဲ့တဲ့တခြားအကြောင်းရင်းတွေလည်းအများကြီးရှိတယ်ကျမဘယ်တော့မှနိုင်ငံခြားထွက်ဖို့တွေးခဲ့တဲ့လူမဟုတ်ဘူးကျမနိုင်ငံခြားမထွက်ချင်ဘူးအိမ်မှာပဲနေချင်လို့ပဲငိုရဲရလည်းနိုင်ငံခြားကြောင်းကြောင်းသွားတတ်တာတို့ဘာလို့အအောင်မြင်မြင်အရင်မလုပ်ခဲ့တာပေါ့နော်အလုပ်လုပ်တာလည်းစလာတဲ့ကမြန်မာပြည်မှာပဲလုပ်ပြီးတော့ကိုယ်အိမ်နဲ့နီနီနနာမှာပဲအဲ့လိုလေးပဲနေချင်တယ်ဆိုတဲ့ပုံစံမျိုးနေလာခဲ့တာပဲဒါပေမဲ့ကျမကိုနိုင်ငံခြားထွက်စေတဲ့ အကြောင်းကြီးနေလဲပေါ်လာခဲ့တယ်ပေါ့နော်ဒါတွေကတော့ personal တွေမို့လို့မပြောတော့ဘူးပေါ့အဲ့တော့ဆိုလိုချင်တာကကျမမှာ season ထားခဲ့တဲ့ plan ထားခဲ့တဲ့ဘဝတစ်ခုပါရှိတယ်ဒါပေမဲ့အဲ့ဒီဘဝကအဲ့တိုင်းမဖြစ်သွားတာဒါကဟိုကုဖြစ်သွားတယ်လည်းမဆိုင်ဘူးကျမနိုင်ငံခြားထွက်တာကုမဖြစ်ခင်တည်းကထွက်တာဘန်ကောက်ကိုရောက်သွားတဲ့အချိန်မှာကျမရဲ့ nego season ထားခဲ့တဲ့ life ကလုံးဝပြောင်းလဲသွားတယ်เนาะအဲ့ Pacific Gam နေပါတယ်မဟုတ်တော့ဘူး โอเคငါတော့အခုတော့လုံးဝဒီ corporate woman အနေနဲ့တော့ငါတော့ကဘာပတ်တော့မယ်ဆိုတော့စိတ်တည်ဝင်သွားတယ်ပြောင်းသွားတယ်ပေါ့เนาะလွန်ခဲ့တဲ့ဟိုငါးနှစ်ပဲထားပါတော့เนาะအဲ့ချိန်တုန်းကတွေးထားခဲ့တဲ့အိမ်မက်တစ်ခုပါမရှိတော့ဘူးကောင်းခြင်းနဲ့မကောင်းခြင်းတွေအများကြီးရောထွေးပြီးပါဝင်တယ်။နော်မျောလင်းချက်တွေပြောင်းသွားတယ်အတွေးခေါ်တွေပြောင်းသွားတယ်ပတ်ဝန်းကျင်ပြောင်းသွားတယ်အဓိကတော့အဲ့ခါကျတော့နောက်ကနေလိုက်တွေးတဲ့အတွေးခေါ်တွေလည်းပြောင်းတယ်။အဲ့တော့သူမကိုကျွန်မစလုပ်တဲ့အချိန်မှာ2018ဒီလိုပဲဟို တာမန်ကော်ပိရိတ်မှာအလုပ်လုပ်နေတဲ့မင်းကလေးတစ်ယောက်ရဲ့အဲခံစားချက်တွေကိုရေးတဲ့တာမန် page လေးတစ်ခုပဲအဲ့ဒီကနေပြီးတော့မှ emotion တွေဘာတွေထက်ကိုအဓိကခိုးချင်းဘက်ကိုရောက်သွားတယ်ပေါ့အဲ့ဒါနဲ့သူမကလည်း dynamic ပြောင်းသွားတာကိုတွေ့လိမ့်မယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှ UK ကိုရောက်လာတဲ့အခါမှာလည်းအဲ့လိုမျိုးပဲကျမကို UK လာတာ UK ရဲ့အစောပိုင်းမှာတော့ကျမမျှော်လင့်ထားတဲ့မျှော်လင့်ချက်ကတစ်ခုပေါ့နော်အဲဒါပေမဲ့ ်ပြီးတော့ကျမ UK မှာအရင် settle လုပ်မယ်ဆိုရဲစိတ်ကနဲ့လာတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုဖြစ်သွားစီမဲ့အကြောင်းရင်းလည်းဖြစ်လာတယ်ပေါ့အဲ့တော့ဒါတွေကဒီအကျမ်းမြင်တော့ကိုယ့်ရဲ့ life ကိုတွက်ချက်လို့တော့ရတယ်ဒါပေမဲ့အဲ့ဒီတွက်ချက်ထားတဲ့အပေါ်မှာဘဝကပေးလာတဲ့ပေးချက်တွေနဲ့ပေါင်းပြီးတော့ပိုကောင်းတဲ့နေရာတစ်ခုကိုကိုယ့်အကူရောက်လာအောင်လဲ direction ကိုယူရတယ်ပေါ့နော်အဲ့ဒီခါမှာကျမရဲ့စိတ်မှာဖြစ်သွားတဲ့အရာတစ်ခုကဘာလဲဆိုတော့ပြောင်းလဲခြင်းဆိုတဲ့အရာကိုကျမတို့က negative အနေနဲ့တွေးပြီးတော့ မပြောင်းလဲရဘူးပြောင်းလဲသွားရဲဆိုတာဟာမကောင်းဘူးလို့ကျမတို့တွေးလို့မရဘူးပေါ့နော်ပြောင်းလဲတယ်ဆိုတဲ့အရာကိုလည်းလက်မခံလို့လက်သက်မခံလို့မရဘူးအမှန်ကကျမဒီနေရာမှာတခုပြောနိုင်တာပေါ့နော်ဘန်ကောက်ကိုကျမပြောင်းတဲ့အချိန်မှာမြန်မာပြည်ကနေဘန်ကောက်ကိုပြောင်းတဲ့အချိန်မှာအဲ့ဒီပြင်ပြောင်းရတဲ့ရည်ရွယ်ချက်ကအကုန်လုံးအကောင်းကြီးပဲမဟုတ်ခဲ့ဘူးကျမအရန်ပျော်ပြီးပြောင်းတာမဟုတ်ဘူး ကျွန်မမှအဲ့လိုလုံးဝမဲ့အကြောင်းရင်းတစ်ခုရှိခဲ့ဆိုတော့အခုချိန်ကျွန်မပြန်တွေးကြည့်တဲ့အခါကျတော့အဲ့ဒီတော့ကကျွန်မကိုမပျော်ရွှင်စေခဲ့တဲ့အကြောင်းရဟာတကယ်တမ်းကျွန်မ life ကို20ထက်30ထက်ကိုရောက်သွားအောင်အတွက်ကိုအထက်ကိုပို့လိုက်တဲ့သဘောမျိုးဖြစ်သွားရဲပေါ့နော်အရာရာတိုင်းဟာပြောင်းလဲလို့မကောင်းဘူးလို့ကျွန်မတို့ပြောလို့မရဘူးလို့ဆိုလိုချင်တာပေါ့ဆိုတော့ဒီမှာကျွန်မပေးချင်တဲ့ message လေးကအဲ့လိုပါ နော်အခုကပြောတဲ့ဒီ comment တွေကမောင်လေးပြောတဲ့ဟာလည်းသဘောကျမိတယ်နော်။ဘာလို့လဲဆိုတာပြောပြမယ်။အဲ့ဒီဟာဘာလို့အဲ့ဒီလက်ဖက်ရည်တောက်တာနဲ့ coffee တောက်တာအဲ့လိုဖြစ်တာလဲဆိုတော့ maybe အဲ့ဒီစကားကိုပြောတဲ့အချိန်မှာကျမကတွင်ခဲ့တဲ့တစ်နှစ်ကဆိုရင်တော့အဲ့ဒါ UK မှာကျမကြောင်းတက်နေခဲ့တဲ့အချိန်ဖြစ်မယ်ပေါ့နော်။ကြောင်းတက်နေတဲ့အချိန်ဆိုတော့ကြောင်းသူတယောက်အနေနဲ့ကျမတို့ဒီ UK ကကြောင်းနေရ နေတိုင်းကြောင်းတက်နေရတာမဟုတ်ဘူးတက်တက်တတာပဲမာစတာတန်းတွေကဟိုဘက်ချလာလိုမျိုးအရင်ရုံးကန်ရတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်တက်တက်တတာဖြစ်အောင်လည်းသူတို့ကလှုပ်ထားတာပေါ့တချို့ကျတော့ part time တွေတက်ရင်လည်းတက်ကြရဲကြောင်းနေဆိုတော့လေအဲ့လိုမျိုးဆိုတော့ကြောင်းသားဘဝကအင်မတန်မှကိုသူကကျမအတွက်တော့ relax ဖြစ်တယ်ပေါ့နော်အရင်လည်းစာလိုက်မမီတာမျိုးမဖြစ်ဘူးပေါ့နော်ကိုကတော့အတွေ့အကြုံနဲ့လာတဲ့လူလည်းဖြစ်လို့ဖြစ်မယ်ပေါ့အဲ့တော့ကျမအတွက်ကတော့ကြောင်းသားဘဝကအင်မတန် relax ဖြစ်တယ်ပေါ့အမှန်လဲဒီကြောင်းလာတက်တယ်ဆိုတာဟာငကိုယ်တွေကလည်း corporate မှာ10နှစ်လောက်လုပ်ပြီးတော့ငါအရန်ပင်မန်းပြီငါတော့ break ယူခြင်းပြီးနားခြင်းပြီးလို့တွေးတဲ့အခါလုံးဝကြီးဘာမှမလုပ်ဘဲနားလိုက်တာထက်ကို စာလေးတင်ပြီးတော့နားရင်တော့ကောင်းပါပဲเนาะ UK မှာလည်းဒါចောင်းသား visa ရမယ်ဆိုပြီးတော့ جماعه ចောင်းတက်ပလိုက်တာ နားကျင်လို့အကြောင်းတက်တာအဲ့တော့အဲ့လိုမျိုးနားနေခဲ့တနှစ်ခွဲပေါ့နော်စာသင်ရင်းနဲ့နားနေခဲ့တနှစ်ခွဲအတွင်းမှာတော့သူမကနေဗီဒီယိုလေးရိုက်လိုက်နေအကြောင်းလေးတက်လိုက်နေဘဝကနည်းနည်းလေးအဲ့လို easy လေးသွားနေတဲ့အခါကျတော့ coffee ဟို coffee တောက်စရာမလိုပဲလက်ဖက်ရည်လေးတောက်ပြီးအသားရည်ထိမ့်သိမ့်မယ်ဆိုတာလှုပ်လို့ရတယ်။ဒါပေမဲ့အခုကျမကဒီမှာအလုတ်ကလှုပ်နေပြီ။အလုတ်ကလှုပ်နေပြီဆိုတော့မနက်ဆိုရင်6နာရီထားရတယ်။9နာရီရထားကိုမြီအောင်စီးပြီးတော့အလုတ်ပြေးပြီးတော့ညနေကျရင်9နာရီလောက်မှအလုတ်ပြေးတဲ့အခါကျတော့မနက်စောစောထလို့6နာရီမှ coffee မှမတောက်ရင်ကျမမျက်လုံးကအပြည့်မပွင်။အဲ့တော့ coffee တောက်ရတယ်။အဲ့ဒါပဲ။အဲဆိုလိုချင်တာကဒါလေးကတေးသေးလေးပါမှအကြီးမဟုတ်ဘူး။ဒါပေမဲ့ဘာလို့ဒါကိုထည့်ပြောပြရလဲဆိုတော့ လူတယောက်ရဲ့ lifestyle ဟာလေသူ့ဘဝမှာဘယ်ဒီအချိန်မှာတော့ဘာဖြစ်ပျက်နေတယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ကျမတို့လိုက်ပြီးတော့ ပြောင်းလဲတယ်ပေါ့နော်လိုက်ပြောင်းရတယ်အဲ့လိုမပြောင်းလို့မရဘူးငါကတော့ကော်ဖီတောက်လို့မရဘူးငါအသားရည်ဒီမှာချွေးပောက်တွေဖိုးကဖြစ်သွားမှဆိုလို့ဘာညာနဲ့အဲ့လိုမျိုးထားလို့ရှိရင်ဒီအလုတ်ကလုံရအောင်ပါလीနော်ကိုကဟိုလုံကအလုတ်လုံးစရာမလိုပဲနဲ့ထိုင်စားလို့ရတဲ့တထေးသမီးမဟုတ်ဘူးကျမတို့ chain ဆိုတဲ့ဥစ္စာလက်တင်ခံရတဲ့အရာဖြစ်တယ်ဆိုတာလေးဥပမာပေးခြင်းတာပါနောက်ထပ်ဥပမာတစ်ခုဆိုရင် professional ဘိုင်းမှာလည်း chain ကိုကျမတို့လက်ခံရတာ၄ရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ အရင်တော့ကကျမရဲ့ marketing class တွေတက်တဲ့တက်ခဲ့ပူးတဲ့လူတွေဆိုရင်သိမယ်ပေါ့နော်ကျမ marketing class ကို batch 1လောက်မှာရှင်းတယ် batch 2လောက်ထိလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အာဒီ consistency လို့ခေါ်တဲ့တသမတ်တည်းဖြစ်ခြင်းအကြောင်းကို marketing မှာအရင်အကြည့်ပြောပြောပြောတယ်ပေါ့နော် brand တစ်ခုက consistent ဖြစ်ရတယ် consistent ဖြစ်တယ်ဆိုတာအာဒီ message အပြင်ပေါ့နော် tag line တွေလုတ်တဲ့အခါမှာပဲဖြစ်ဖြစ်ဒါမှမဟုတ် color နဲ့ပတ်သက်ပြီးတော့ပဲဖြစ်အယောင်တွေ logo တွေအဲ့ဒါတွေက ဒီ pre brand တစ်ခုမှာကြော်ညာလုတ်တဲ့အခါနံပါတ်1ကြော်ညာနဲ့နံပါတ်2ကြော်ညာဗရာဒလန်တန်တလန်မတူနေလို့မရဘူးပေါ့တူညီရတယ် logo တို့ color တို့ဆိုတာတူညီရတယ်အဲ့လိုတူညီတာအရေးကြီးတယ်အဲ့လိုအကြောင်းပြောခဲ့ဘူးတယ်ဥပမာကျမတို့ဒီ Coca-Cola တို့ဘာလို့ဆိုရင် तू ကအနီရောင်လုံးဝပိုင်ဆိုင်ထားတယ် Pepsi ဆိုရင် तू အပြာရောင်လုံးဝ ပိုင်ထားတယ်ဒါပေမဲ့အဲ့ဒါဆိုရင်အဲ့ဒီအယောင်တွေကို तू ဘယ်တော့မှလွတ်မပေးတော့ဘူးပေါ့ကိုလာလောကတဲ့ကိုနောက်ထပ်အနီယောင် brand တစ်ခုဝင်လာဖို့မစင်စားနိုင်ဘူးအအပြာယောင် brand တစ်ခုဝင်လာဖို့မစင်စားနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့တကယ် market leader နှစ်ကောင်ကဒီအယောင်တွေကိုလုံးဝကင်ထားပြီးသားပိုင်ထားပြီးသားဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးပြောခဲ့ဘူးတယ်ပေါ့နော်အဲကြောင့်မို့လို့တို့တွေကဘယ်တော့မှဒီအယောင်ကိုပြောင်းလဲဖို့သူစူးစမ်းမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီအယောင်တွေကတို့ရဲ့ ownership တို့ရဲ့ identity မို့လို့လို့ကျွန်မပြောခဲ့ဘူးတယ်ဒါပေမဲ့အနောက်တိုင်းကိုရောက်လာတဲ့အခါကျတော့ ပြောင်းတယ်လေသူတို့ကအခုပန်းရောင်တွေထုတ်လာတယ်เนาะဒီကဒီနာမည်ကြီး brand တစ်ခုဖြစ်တဲ့ energy drink ပေါ့ monster ဆိုရင် तू ကအယောင်အောင်မရှိဘူးသူ့စီမှာအဓိကဘာလို့ပဲ तू က consistent ယူသွားရလဲဆိုတော့သူ့ရဲ့ logo pattern design ကတူတူပဲကြည်လိုက်ရင်တော့ monster man तू ကတိတာတယ်ပေါ့เนาะအာဒါပေမဲ့အယောင်တွေတုံးထားတဲ့ဟာဆိုရင်အယောင်တွေကအကုန် colorful တွေတုံးတာပေါ့ကျမရဲ့သင်ယူထဲမှာပြောင်းရတာပဲ theory ကိုလိုက်ပြီးတော့ပြောင်းသွားတာပဲအရင်တော့ကတော့ဟုတ်တယ် color ဆိုတာအမြဲတမ်း consistent တသမှတ်ထဲသွားတာလို့ပြောပေမဲ့အခုကတော့နောက်ပိုင်းမှာအထူးသဖြင့်ဒီဘက်က brand နေဆိုလို့ရှိရင်သူတို့တိတ်ပြီးတော့အဲ့ဒီ color ဘိုင်းကိုဂယူးမဆိုင်ကြတဲ့ဟာတွေရှိတယ်။အဲ့တော့အာရှမှာစနစ်စနစ်လောက်အလုပ်လုပ်လို့ထင်တွေးထားခဲ့တဲ့ငမှန်တယ်လို့ထင်ထားခဲ့တဲ့အရာတခုကဒီရောက်တဲ့အချိန်မှာ အော် okay သူတို့စီမှာတော့ဒီကိစ္စအဲ့လိုမဟုတ်ဘူးဆိုတဲ့အခါကိုယ့်ရဲ့အတွေးခေါ်လိုက်ပြီးတော့ ပြောင်းပေးရပါတယ်ပေါ့နော် change လိုက်လုပ်ပေးရပါတယ်အပြောင်းလဲကိုလိုက်ပြီးတော့ကျမတို့ဟို adapt လိုက်လုပ်ပေးရတယ်ပေါ့နော်အဲ့ဒါမျိုးတွေရှိတယ်နောက်ထပ်ကျမရဲ့ဒီကိုယ့်အကူပြောင်းပေးရတဲ့ဟာလေးတွေဆိုရင်ဘာရှိအောင်မလဲဆိုတော့ကျမဇယိုက်နဲ့ပတ်သက်တဲ့ဟာတစ်ခုပေါ့နော်ကျမရဲ့ဇယိုက်ကအရန်တွယ်ကပ်တတ်တဲ့ထဲမှာမပါဘူးကျမကနည်းနည်း independent ဖြစ်တဲ့ type ထဲမှာပါတယ်လို့ပြောလို့ရတယ်ငငယ်တုန်းကတော့နည်းနည်းလေးဟိုအပေါင်းအသင်းမတ်တာတို့ဘာတို့အဲ့လိုမျိုးရှိကောင်ရှိမယ်ပေါ့ဒါပေမဲ့ independent ဖြစ်တယ်ပေါ့နော်အတွေ့အတာကင်းတဲ့ဒီဇယိုက်လေးလဲကျမစီမံနေနေရှိတယ်ပေါ့အဲဥပမာ ဆိုကြပါစို့အခု ကျမနိုင်ငံသားထွက်တုန်းကဆိုရင်ပေါ့နော်အာကျမစီကနေကျမမိဘတွေကဘာအံမသိမကြရဘူးပေါ့အခုလူငယ်တွေနိုင်ငံသားထွက်ကြတယ်ကိုယ့်ရဲ့မိသားစုတွေမှာလဲကာဇင်တွေရောကိုယ့်ရဲ့မောင်နှမတွေရောအပြင်ထွက်ကြတဲ့အခါအိမ်ကိုလွမ်းတယ်အာမိဘကိုလွမ်းလို့ငိုပြီးတော့ဖုန်းဆက်တဲ့ကလေးတွေလည်းရှိတယ်ပြီးတော့အာမိဘကနေ ိမ်ကနေပြီးတော့စိတ်ပူပြီးတော့ live လုပ်ပေးရတဲ့ဟာတွေအများကြီးရှိတယ်ပေါ့လေအဲ့တော့သူတို့ရဲ့ပြဿနာတွေကိုအာကျွန်မအမေဆိုရင်ဒါအကုန်ပြန်ကြားနေရတယ်အကုန်ဝင်ပါရတယ်ပေါ့လေနော်ပြောရတယ်ဆိုရတယ်ငငကြားကို live သွားပေးရတယ်ရှိတယ်ဟိုမှာတယောက်တည်းနေနေရတာအရင်အားငဲ့နေလို့ဆိုပြီးတော့မိဘအဲ့ဒီအိမ်အိမ်ထိလိုက်သွားပေးပြီးတော့နိုင်ငံသားထိလိုက်ပြီးတော့အိမ်မှာလိုက်နေပေးရတာမျိုးလေးအဲ့ဒါမျိုးတွေရှိတော့ကျမအမေကကျမကိုဘာပြောလဲဆိုတော့အာတမီးကရွက်ကြပင်ပါဦးတဲ့နော်ဘာသာမှမကြားခဲ့ရဘူးပေါ့နော်ကျမအချိန်လုံးကတော့အဲ့တော့သူထွက်သွားပြီးတော့တန ိုင်ငံလည်းမဟုတ်နှစ်နိုင်ငံလည်းမဟုတ်ထွက်သွားလဲအိမ်လွမ်းနေမနေနိုင်တော့ဘူးဘာညာဘာတန်မောက်ကိုမကြခဲ့ရဘူးပေါ့နော်ဆိုတော့ဘာလို့အဲ့လိုဖြစ်တာလဲဆိုတော့ကျမကတိတ်ပြီးတော့မလိုအပ်တဲ့လူမျိုးပေါ့နော်အဲ့ဒါကလည်းတမင်လောက်ယူပြီးတော့အဲ့လိုဖြစ်တာတော့မဟုတ်ဘူးကျမ type ကအော်မျက်ကွယ်ပြုတ်ခြင်းပြုတ်လို့ရတဲ့တိုက်မျိုးပေါ့ဂယုမဆိုင်ဘူးဆိုတာခြေချတယ်လို့ပြောတာမဟုတ်ဘူးတမင်ဂယုမဆိုင်ဖဲနဲ့လုံးဝအမ်ဂယုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးအခြေမကြီးလောက်တာမဟုတ်ဘူး တကယ်ကယူမဆိုင်နေတာတကယ်ကိုမလိုအပ်နေတာသူငါ့ကိုမလိုအပ်တော့ဘူးလားသူနဲ့ငါနဲ့ရဲ့ friendship ကပြီးသွားပြီလားအဲ့ဒါဆိုလို့ရှိရင် အေးပြီးသွားပြီလေဆိုပြီးတော့ဖတ်ဆိုပြစ်ထားခဲ့လို့ရတဲ့လူမျိုးပေါ့အဲ့တော့အဲ့လိုရတဲ့လူမျိုးမို့လို့အဲ့ဒီဟာနဲ့ like ဖတ်တဲ့ content တွေကျမရေးနိုင်နေပေါ့လीနော်ရေးတဲ့အခါကျရင်အဲဒါပြီးသွားတယ်ဆိုလို့ရှိရင်တော့ game site နဲ့ထားခဲ့လိုက်တော့ဆိုတဲ့ဟာမျိုးကိုကဖုတ်ဖတ်ခါပြီးရေးလို့ရတယ်ဒါပေမဲ့ ကိုယ့်ရဲ့ဒီစာအုပ်နားထောင်ကြတဲ့လူတွေမှာတနင့်တန်ဖိုးနဲ့ဒီလိုမျိုးဟိုဆက်ဆံရေးတွေကိုသူကလိုအပ်တယ်တန်ဖိုးထားတယ်ကိုယ့်ထပ်ပို့ပြီးတော့လိုအပ်တယ်ပေါ့နော်တန်ဖိုးထားတယ်ခံစားတတ်တဲ့လူတွေများတဲ့အခါငါရေးတဲ့စာတွေထဲမှာလည်းဒါကိုနည်းနည်းလေးဟိုနားလည်ပေးဖို့ကိုချင်းစာပေးဖို့လိုရဲဆိုတာမျိုးကျမတို့တွေးလာရတာမျိုးပေါ့နော်ဥပမာအရင်ကျမတေချာမှတ်မိနေတဲ့ content တစ်ခုဆိုရင်အရင်တော့ကကျမရေးခဲ့ဘူးတာတစ်ခုရှိတယ်အာ ကိုချန်လေးစိမ့်ဆိုအောင်ကြိုးစားရင်းနဲ့တခြားလူခြံဝင်းထဲမှာဘာဖြစ်နေလဲဆိုတဲ့ဥစ္စာကိုဂယူးမဆိုင်အားပါဘူးလို့ကျမရေးခဲ့တယ်။အဲ့ရေးခဲ့တဲ့စာကလည်းပောက်ခဲ့ပါတယ်။စာလေးက2ချောင်း3ချောင်းနဲ့လူကြိုက်တော်တော်လေးများခဲ့တဲ့ထဲမှာပါတယ်ပေါ့နော်။အာအမှန်ကတော့ရေးချင်တဲ့အကြောင်းအရာကဘာလဲဆိုတော့အာကျမရဲ့ဒီငယ်ငယ်ရွယ်စဉ်အတွေ့အကြုံတွေထဲမှာပေါ့နော်။အမှန်တိုင်းပြောရင်ဟိုမနာလူခံရတာတို့ personal attack တို့ဘာလို့လဲတော်တော်လေးဖြစ်ခဲ့ဘူးပါတယ်။ဒါတွေကလေတခုတ်တရတာမပြောတော့တာပေါ့နော်။အဲ့လိုမျိုးတွေကအများကြီးဖြစ်ခဲ့ဘူးတယ်။အဲ့တော့အဲ့ တွေကြောင့်မို့လို့ကိုကပြောချင်တာကเนาะကိုရဲ့ကိုလုတ်ကိုလုတ်ရင်းနဲ့တစ်ဖက်လူနဲ့ပြိုင်ဖို့ပါညငါငါဒီလုံးဝကယူလည်းမဆိုင်အားပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ရေးခဲ့တာပေါ့เนาะဒါပေမဲ့အသက်ရွယ်တစ်ခုရောက်လာတဲ့အခါကျတော့အဲ့ဒီစာကိုပြန်ပြီးတော့ပြင်လာရတယ်ဘလို့ပြင်လာရလဲဆိုတော့ကို့ channel ထဲမှာစိမ့်ဆိုအောင်စူးစမ်းရင်းနဲ့ကိုယ့်အကူအလုံများနေတာတော့ဟုတ်တယ်ဒါပေမဲ့လည်းကိုရဲ့ ဘေးပတ်ဝန်းကျင်ခြံထဲမှာရောပေါ့နော်ရေမလာလို့ပဲဖြစ်ဖြစ်เนาะမြေစီလွာမကောင်းလို့ပဲဖြစ်ဖြစ်အကူအညီလိုတဲ့အခါတော့အကူအညီများလိုတယ်လို့လာပြောခဲ့တယ်ဆိုလို့ရှင်တော့လှည့်ကြည့်ဖို့ဂယုစိုက်ပေးဖို့ပေါ့နော်အိမ်ကြီးချင်းကောင်းတယောက်ဖြစ်ဖို့လည်းလိုတယ်ဆိုတာမျိုးစအိုကျွန်မပြန်ပြင်ပြီးတော့ပြောင်းပြီးရေးခဲ့ဒါဟာလည်းကျွန်မရဲ့အဘော်တွေတဲကပြောင်းလဲခြင်းတစ်ခုပါပဲအဲ့တော့အာဒီကနေ့ပြန်ပြီးတော့ recap ပြန်လုပ်ရမယ်ဆိုရင် ြောင်းလဲတယ်ဆိုတဲ့ဥစ္စာဟာရှိပါတယ်။เนาะကျမကိုယ်တိုင်မှာဒီ coffee လက်ဖက်ရည်ကိစ္စမှမဟုတ်ပဲတခြားပြောင်းလဲသွားတာတွေလည်းအများကြီးရှိပါတယ်။ဘာလို့လဲဆိုတော့ကျမတို့လူသက်တမ်းတစ်ချောက်ဖြတ်သွားကြတဲ့နေရာမှာလူတစ်ယောက်ရဲ့ personality ဆိုတာအခြေခံလောက်ကနေလွဲလို့ရှိရင်တခြားလဲအများကြီး ြောင်းလဲလို့ရပါတယ်เนาะကောင်းသောပြောင်းလဲခြင်းတွေဖြစ်ဖို့အတွက်တော့ကျမတို့စူးစမ်းရတာပေါ့လीเนาะအလုပ်ခွင်မှာပဲဖြစ်ဖြစ် personal life မှာပဲဖြစ်ဖြစ်ပြောင်းလဲမှုဆိုတာဟာရှိတယ်ဆိုတာလေးကိုနှလုံးသွင်းထားတဲ့အခါเนาะပြောင်းလဲမှုကိုကြုံတွေ့လာတဲ့အခါကြာလို့ရှိရင်ခံရတာနည်းနည်းပို့ပြီးတော့ပေါ့เนาะဒါကို handle လုပ်ရတာရင်ဆိုင်ရတာတတ်တာတယ်ပေါ့ဥပမာဒါကျမအကကြတော့ ပြောင်းလဲမှုကိုအကြိမ်ကြိမ်လုပ်ခဲ့တဲ့ထဲမှာပါတယ်။နိုင်ငံပြောင်းလာတွေကလည်းပြောင်းလဲမှုပဲ။ကျမရဲ့ career မှာဆိုရင်လည်းကျမငြိမ်ပြီးတော့နေတဲ့လူမဟုတ်ဘူး။ဥပမာကျမ marketing ကိုကြိုက်လို့ marketing လုပ်တာတော့ဟုတ်တယ်။ဒါပေမဲ့ company တစ်ခုကနေတစ်ခုကိုသွားတဲ့အခါမှာ product တမျိုးတည်းနဲ့သွားလိမ့်မရှိဘူးပေါ့မတူတဲ့ product တွေပဲတစ်ခုပြီးတစ်ခု jam လုပ်သွားတာပေါ့နော်နောက်ဒီသူမကိုလုတ်တယ်ဆိုရင်လည်းအဲ့လိုမျိုးပဲဒါဟာနောက်ထပ်အပြောင်းလဲတစ်ခုပဲကိုဘက်ကဟိုကရွေးချယ်ပြီးတော့ကို COD ပြောင်းလဲမှုကရောက်မလာခင်ကိုကအရင်ပြောင်းလဲမှုတွေကိုခဏခဏလုတ်ခဲ့တဲ့အထဲမှာလည်းပါတယ်သို့တော့ကျမလူမျိုးမဟုတ်ဘဲနဲ့ change ကိုမကြိုက်တဲ့သူတွေရှိမယ်ပေါ့အဲ့ခါကြလို့ရှိရင်ကိုကပြောင်းလဲမှုကိုမလုတ်တဲ့အခါ ြောင်းလဲမှုကကိုယ့်စီကိုရောက်လာကောင်းလာနိုင်တယ်ဒါပေမဲ့အသေးချာပြောနိုင်တာတခုကကျမသစ္စာရှိတဲ့ထဲမှာတော့ပါပါတယ်ပေါ့နော်ဥပမာ relationship တို့ဘာလို့တွေချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့ဆိုရင်တော့ဒီလူတယောက်ကိုသဘောကျတယ်ဆိုရင်တော့သဘောကျတယ်ပေါ့အဲ့ဒီနေရာမှာတော့ဒီပြောင်းလဲခြင်းနဲ့သစ္စာမရှိတာနဲ့ဒီနှစ်ခုတော့ဟိုမရောစေခြင်းဘူးပေါ့နော်ပြောင်းလဲရဲဆိုတာနဲ့ပဲအများရဲ့စိတ်ခံစားချက်ကိုမကြည့်ပဲနဲ့ပြောင်းလဲလိုက်တယ်ဒီလိုပြောတာတော့မဟုတ်ဘူးအခုချိန်ထိဘရုံးကမှာတော့ကိုယ့်ရဲ့ချစ်သူအပေါ်မှာသစ္စာဖောက်တယ်ဆိုတာမျိုးမလုပ်ဘူးပါဘူးအစင်ပြေလို့ကွဲကြရဲဆိုရင်ဒါနှုတ်နှစ်ဖက်လန့်ခွဲကြတာပဲရှိမယ်ပေါ့နော်ဒီတစ်ခုတော့ညှက်ပြီးပြောခြင်းတယ် အဲကျွန်မသဘောကျတဲ့ကုတ်လေးတစ်ခုရှိတယ်လူတယောက်ကိုချစ်တယ်ဆိုတာတဲ့เนาะအဲ့ဒီလူရဲ့အခုလက်ရှိပေါ့ဥမာသူနဲ့ကိုနဲ့က18နှစ်မှတွေ့ကြရဲဆိုပါဆိုအဲ့ဒီ18နှစ်မှသူ့ကိုချစ်လိုက်တဲ့တကယ်ချစ်ခြင်းမြတ်တာဆိုတာပေါ့เนาะသူလာရဲ့လာမဲ့အသက်28နှစ်မှသူ့ပုံစံဘယ်လိုဖြစ်သွားမလဲပေါ့38နှစ်မှသူ့ပုံစံဘယ်လိုဖြစ်သွားမလဲ48နှစ်မှသူ့ပုံစံဘယ်လိုဖြစ်သွားမလဲဆိုတာတွေကိုပါလက်ခံပြီးတော့ချစ်ပေးရတာမျိုးပါတဲ့ ဆိုလိုချင်တာကအသက်18နှစ်မှာချစ်လိုက်ကြတယ်လက်တွေ့ကြတယ်ဆိုပေမဲ့အဲ့လူကအသက်18နှစ်မှာရှိတဲ့ပုံစံထက်ကို ထပ်ပြီးတော့ပြောင်းมา28နှစ်ကြာရင်သူ့ရဲ့အသွေးအတွေးခေါ်ဘဝရွေးချယ်မှုအဲ့ဒါတွေကပြောင်းသွားมาပေါ့เนาะ38နှစ်လောက်ကြာရင်လည်းသူ့အရွယ်နဲ့လိုက်ပြီးတော့ပြောင်းလဲတာမျိုးอ่ะရှိมา59ကြာရင်လည်းသူ့အရွယ်နဲ့လိုက်ပြီးတော့ပြောင်းလဲတာမျိုးသူ့ဘဝမှာအရင်ကမလိုအပ်တဲ့ဟာတွေလိုအပ်လာတာမျိုးအရင်ကလိုအပ်ခဲ့တဲ့ဟာတွေမလိုအပ်လာတာမျိုးစသဖြင့်ရှိတယ်ပေါ့အဲ့တော့လူနှစ်ယောက်ချစ်ဖို့ရွေးချယ်ကြရတယ်ဆိုတာလည်းအဲ့လိုမျိုးပဲပေါ့အခုကတော့ချစ်လိုက်ကြတာဟုတ်တယ်ဒါပေမဲ့အဓိက သူချစ်လိုက်တာဒီလူတယောက်ရဲ့ personality နောက်တစ်ခုကအခြေခံနေနဲ့သူဟာငါ့ကိုချစ်ဖို့ရွေးချယ်တယ်ငါကလည်းသူ့ကိုချစ်ဖို့ရွေးချယ်တယ်ဆိုတော့ရွေးချယ်မှုနှစ်ခုနဲ့လက်တွဲကြတာပေါ့အဲ့ဒီအတိုင်းဟိုချစ်တယ်ဆိုတော့စိတ်တစ်ခုပဲမပြောင်းလဲပဲကြံနေပြီးတော့ဘဝထဲမှာရှိတဲ့အခြားအရာတွေအကုန်လုံးကတော့အနေချင်းအနေချင်းစီသူ့ဘဝအပေါ်မှာမူတည်ပြီးတော့လိုက်ပြောင်းလဲဖို့ရှိတယ်အဲ့ပြောင်းလဲခြင်းအပေါ်မှာလည်း तू ကကိုနဲ့ကိုကသူနဲ့အဲ့ဒီ journey မှာအတူတူလိုက်ပြီးတော့ ရှိပေးဖို့ရွေးချယ်တာဟာအဲ့ဒါဟာချစ်ချင်းတရားပဲပေါ့နော်အဲ့ဒီခါလေးနဲ့ကျမအာဒီဗီဒီယိုကိုပိတ်ချင်ပါတယ်ပေါ့နော်အာဒီနေ့ဒီတပတ်တော့တော့ဒီလောက်ပါပဲအဆုံးထိနားထောင်ပြီးရတော့လည်းကျေးဇူးတင်ပါတယ်နောက်လာမယ့်အပတ်ဒီမှာလည်းဒီလိုဗီဒီယိုတွေနဲ့နော်တင်ဆက်ပြီးမှမလို့ကျမရဲ့သူမကိုချင် YouTube channel လေးကို subscribe လုပ်ထားလို့ရပါတယ်ဒီဗီဒီယိုကိုကြည့်ဖို့လိုအပ်တဲ့ကိုယ့်ရဲ့တငယ်ချင်းတွေရှိရဲဆိုရင်လည်း share ပေးလို့ရပါတယ် သဘောကျတယ်ကို့အတွက်လည်းအကျိုးရှိတယ်ဆိုရင် thumb up likely ပေးခဲ့ပြီးပါနောက်ပတ်မှာကျွန်တော်တို့ပြန်တွေ့ကြမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်